ဘယ်လာရုစ်နိုင်ငံမစ်မျိုးမှာဂျန်ပါပြုလုပ်ခဲ့တဲ့စတုဒ္ဓအကြိမ်ဥရောပအာရှစီးပွားရေးဖိုရမ် EEF 2025ကိုတက်ရောက်ခဲ့ပြီးရုရှားဖယ်ရေရှင်နိုင်ငံဗူရာဒီးယားပြည်နယ်ကိုတရားဝင်ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ဦးဆောင်တဲ့မြမအစင်းမြေကိုယ်စားလှယ်ဝင်ဟာဇွန်လ29ရက်နေ့မွန်လွဲပိုင်းမှာဗူရာဒီးယားပြည်နယ်ဦးလန်ဦးဒေမျိုးဘိုက်ကဲအပြည်ပြည်ဆိုင်ရာလေးစိတ်မှမြမနိုင်ငံသူအထူးလေရင်ဖြင့်ပြန်လည်ထွက်ခွာခဲ့ပါတယ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးအဖွဲ့ဝင်များအားလေးစိတ်မှဘူနာဒီယာပြည်နယ်ပြည်နယ်အကြီးအကဲမစ္စတာအလက်ဇီဆမ်ပူဘစ်စတဒီနော်နှင့်တာဝန်ရှိသူများရုရှားဖယ်ဒရေးရှင်းနိုင်ငံဆိုင်ရာမြန်မာနိုင်ငံတန်အမတ်ကြီးဦးတစ်လင်းအောင်မြန်မာစစ်တမ်းကြီးရေလေဘိုမှုချုပ်ကျော်စိုးဦးနှင့်တာဝန်ရှိသူများကပို့ဆောင်နှုတ်ဆက်ခင်းကြပါသည်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူဇနီးဒေါ်ကျူကျူလာ ကောင်စီတွဲဘက်အတွင်ရေးမှုဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်စနီခီးစင်မှလိုက်ပါသွားကြတဲ့အဖွဲ့ဝင်များပြန်လည်လိုက်ပါခဲ့ကြပါတယ်အဆိုပါခီးစင်များအတွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဟာဘယ်လာရုစ်နိုင်ငံမစ်မြို့မှာဂျန်ပါပြုလုပ်ခဲ့တဲ့စတုထအကြိမ်ဥရောပအာရှစီးပွားရေးဖိုရမ် EEF 2025ကိုတက်ရောက်ခြင်း EAEU ရဲ့အလဲကျဥက္ကဋ္ဌဖြစ်တဲ့ဘယ်လာရုစ်နိုင်ငံသမ္မတနဲ့တီးခြားတွေ့ဆုံဆွေးနွေးခြင်းဥရောပအာရှစီးပွားရေးကော်မရှင်ဘုတ်အဖွဲ့ဥက္ကဋ္ဌနဲ့တွေ့ဆုံဆွေးနွေးခြင်း ဆက်ယုံအလို့ယုံများတို့သွားရောက်လေးလာခြင်းများကိုဆောင်ရွက်ခဲ့ပြီးနှစ်နိုင်ငံအစိုးရနှင့်ပြည်သူများအကြားချစ်ကြည်ရေးစီးပွားရေးလုံခြုံရေးဆိုင်ရာများနှင့်ကဏ္ဍပေါင်းစုံမှမဟာဗျူဟာများပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ Eurasian Economics Union EAEU အဖွဲ့ဝင်နိုင်ငံများနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကိစ္စရပ်များကိုပုံမတိုးတက်ခိုင်မအောင်ဆောင်ရွက်နိုင်ခဲ့ပါသည်။ ဒါအပြင်ရုရှားဖက်ဒရေးရှင်းနိုင်ငံဘူရာဒီယာပြည်နယ်ကိုရောက်ရှိချိန်မှာလည်းစက်ရုံအလုံးယုံများသို့သွားရောက်လည်လာခဲ့ပြီးချစ်ချင်ရင်းနှီးမှုနဲ့စီးပွားရေးပညာရေးကျန်းမာရေးသိပ္ပံနဲ့ဤပညာဆိုင်ရာဆက်မှုဤပညာဆိုင်ရာစတဲ့ကဏ္ဍအသီးသီးမှာပူးပေါင်းဆောင်ရွက်မှုများဒိုးတက်ခိုင်မာအောင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အဒီနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်နေကိုယ်စားလှယ်အဖွဲ့ဟာညနေပိုင်းမှာနေပြည်တော်တမတော်လေးစိတ်တို့ပြန်လည်ရောက်ရှိကြရာမြန်မာအစင်းမြေကိုယ်စားလှယ်အဖွဲ့အား ကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မူကြီးဆွေဝင်းနေစနီဒေါ်တန်တန်တွင်ကောင်စီအတွင်ရေးမှူးဗိုလ်ချုပ်ကြီးအောင်လင်းတွင်နေစနီကောင်စီအဖွဲ့ဝင်များပြည်ထောင်စုဝန်ကြီးများကာကွယ်ရေးဦးစီးချုပ်ယုံမှအစိမ့်မြင့်တက်မတော်အရာရှိကြီးများနေစနီများမြန်မာနိုင်ငံဆိုင်ရာရုရှားဖယ်ရီရှင်နိုင်ငံတန်အမတ်ကြီးနှင့်တန်ယုံစစ်တန်ယုံတို့မှတာဝန်ရှိသူများကကြိုးစိုးနှုတ်ဆက်ခဲ့ကြကြောင်းသိရှိရပါတယ်ရှင်။